ားလုံးပဲမင်္ဂလာပါရှင်ညီမတို့ရဲ့ EOU Channel လေးမှာကြိုဆိုလိုက်ပါရရှင်ညီမအခုဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ရွှေတဂုံဘုရားထပ်ပနာတိုက်ထဲကကြောက်ရွံ့ဖြစ်သွားတဲ့မောင်ကန်းဆိုသူရဲ့အကြောင်းလေးကိုဘဝတုဒ္ဒရပွဲတင်ဆက်ဖတ်ပြပေးခြင်းနာပဲဖြစ်ပါရရှင် မောင်ကန်လို့ဆိုလိုက်တာနဲ့ရွှေတကုံစီရီတော်ဌာပနာတိုက်ထဲကအကြောက်ရဖြစ်သွားသူဆိုတာကိုမျက်လုံးထဲပြင်မိမိကြမှာဖြစ်ပါရဲ့ရှင်။ဟုတ်ပါတယ်။တကယ်တော့မောင်ကန်ဟာရိုးသားစူးစားပြီးတော့ခွန်အားထက်မြက်သူဖြစ်ခဲ့ပေမဲ့ရတနာသုံးပါးကိုထိမ့်သိမ့်ကာကွယ်ဆောင်ရှောက်ရမယ့်အစားအချစ်အတွက်နဲ့ကိုယ့်ဘာသာတရားကိုမကြံကောင်းမကြံစီရာစော်ကားမိတဲ့အတွက်အကြောက်ရဖြစ်သွားရသူပဲဖြစ်ပါရဲ့ရှင်။မောင်ကန်နဲ့ပတ်သက်ပြီးတော့တိတိကျကျသမိုင်းထောက်ထားရမှရှိတဲ့အတွက်အကြောင်းအရာတွေကကွဲလွဲမှုတွေတော့ရှိနိုင်ပါတယ်။ ဒီတစ်ခါမှာတော့အဲ့ဒီလိုစိတ်ဝင်စားစရာလဲကောင်းတန်ဝေကယူစရာလဲကောင်းလွန်လာတဲ့ရွှေကုံဖះသမိုင်းမှတ်တမ်းလေးကလူစွမ်းကောင်းမောင်ကန်အချောင်းကိုလက်လန်းမိသမျှစိတ်ဝင်စားဝေရရှာဖွေတင်ဆက်ပေးဖို့ပြင်ဆင်ထားပါတယ်။နောက်တစ်ချိန်မှာလူစွမ်းကောင်းမောင်ကန်အဖြစ်နာမည်ကျော်လာမဲ့မောင်ကန်ဟာအစပိုင်းမှာအင်မတန်ယူသားကြိုးစားသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။သူဟာရွှေကုံဖះမှာပန်းရောင်းရင်ဘဝကိုဖြူစင်စွာနဲ့ဖြတ်တန်းခဲ့ပါတယ်ရှင်။တနေ့သောအခါမောင်ကန်တစ်ယောက်ရွှေကုံဖះမှာဖះပန်းရောင်းနေရင်ရသေးကြီးတစ်ပါးဖះပေါ်တက်လာ ာတာကိုဖူးတွေ့လိုက်ရပါတယ်။အဲဒီနောက်ယတိကြီးကပန်းရောက်နေတဲ့မောင်ကန်ကိုတွေ့တော့ယတိရဲ့စိတ်ထဲမှာသူ့အလုပ်ကိစ္စကိုကူညီပေးနိုင်မဲသူလို့တွေးမိတယ်။ဒီလိုနဲ့မောင်ကန်စီကအကူအညီတောင်းဖို့သူ့အနားကိုရောက်လာပါတယ်။ဘာဟိတိကြီးပန်းဝင် မလို့လားဒါဆိုရင်တော့မဝင်ရတော့ကျွန်တော်လှူလိုက်ပါတော့မယ်ဒီစကားကိုကြားရတော့ယတိကြီးရဲ့စိတ်မှာသူဆုံးဖြတ်တာမှန်သွားပြီလို့ထင်လိုက်ပါတယ်ဒီလိုနဲ့မောင်ကန်ကိုအကူအညီတောင်းတယ်ဆိုတဲ့စကားဆက်လိုက်ပါတော့တယ် လူလေးလူလေးကိုဘာရဲ့တည်အကူအညီတစ်ခုတောင်းချင်လို့ပါလူလေးကူညီနိုင်မယ်ထင်လို့လည်းထင်ပါတယ်ဘာရဲ့တည်အဲ့ဒီကိစ္စအောင်မြင်ခဲ့ရင်လူလေးလည်းအကျိုးမရုပ်စေရပါဘူးဟုတ်ကဲ့ပါဘာရဲ့တည်ကျွန်တော်ကူညီနိုင်မယ့်အရာဆိုရင်ကူညီပါမယ် အဲလူလေးကူညီနိုင်တယ်ဆိုတာကိုသိလို့ဘိုင်းအတီကအခုလိုအကူအညီတောင်းရတာပါကွယ်အဲဒီနောက်မှာတော့ရတီကြီးကမောင်ကန်ကိုခေတကုံဖျားပုံကဂူကြီးတစ်ခုရှိရာကိုခေါ်ဆောင်သွားပါတယ်ဂူရဲကိုရောက်တော့မှဘိုင်းအတီကမေးလိုက်ပါတယ်လူကလေးလူကလေးရဲ့နာမည်ကဘလို့ခေါ်ရုံးကွယ်တပည့်တော်မောင်ကန်လို့ခေါ်ပါတယ်ဘိုင်းအတီကောင်းပြီမောင်ကန်လူကလေးအဖပြောတဲ့အတိုင်းတည်တည်ချာချာလို့ ဘိုင်းသေးကပျပျော့ဆူဆူနဲ့မောက်ကန့်လက်ထဲကိုစေးလုံးနှလုံးနဲ့အင်းများတစ်ခုပေးပြီးတော့မှအသေးချာကင်ထားလို့ဆိုလိုက်ပါတယ်။အဲဒီနောက်မှာတူတားထားတဲ့စီဝိုင်းကိုပြလိုက်ပါတယ်။ဘိုင်းသေးကဒီစီးရဲဝင်နာနဲ့မိထားလောင်နေမယ်။ဒါပေမဲ့ဘာမှစိတ်မပူပါနဲ့လူကလေး။လုံရမယ့်အလုပ်ကဘိုင်းအသေးပေးထားတဲ့စီလုံးနှလုံးနဲ့အင်းပြားကိုအနောက်ဆက်ပေါ်လာတဲ့အချိန်မှာပထမစီလုံးနဲ့ပြည့်နောက်တစ်ခုပေါ်လာရင်ဒုတိယစီလုံးနဲ့ပြည့်နောက်ဆုံးတတိယအချိန်နှောက်ဆက်ပေါ်လာရင်တော့အင်းပြားနဲ့ပြည့်နားလဲတယ်နော်ဟုတ်ကဲ့ပါဘိုင်းအသေးနား ားလဲပါတယ်အိမ်ဘိုင်းအသေးပြောတဲ့အတိုင်းလူကလေးမနှုတ်ဘူးဆိုရင်ဘိုင်းအသေးလည်းအသက်ဆုံးရှုံးရမှာဖြစ်ပြီးလူကလေးလည်းအနေငယ်ကြီးမှာမဟုတ်ဘူးဒါကြောင့်ခီးဆိုင်ပါလူကလေးတဲ့ အဲ့ဒီလိုသတိပေးစကားဆိုပြီးရနောက်တော့ဘာရဲ့တိတ်ကြီးကစီဝိုင်းထဲဝင်သွားပါတယ်။သူစီဝိုင်းထဲကိုဝင်သားလိုက်တာနဲ့တပြိုင်နက်တည်းမိထားတောက်ပြီးတော့မိလောင်မာတော့တယ်။မောင်ကန်ကလည်းရေတိတ်ကြီးအတွက်စိုးရင်ပူပန်စွာနဲ့ကြည့်နေမိပါတယ်။အဲ့ဒီချိန်မှာပဲဘေးပတ်ဝင်ချင်းမှာမိကိုလုံးကြီးတွေကြလာပြီးအဲ့ဒီမိကိုလုံးတွေထဲကနေကြမွတ်ဖွေရာကောင်းတဲ့တရေတွေထွက်လာပါတော့တယ်။မောင်ကန်ကလည်းမချုပ်မှုတော့စိတ်ထဲကအလွန်ကြောက်ရွံ့မိနေတယ်။အဲ့ဒီလိုကြောက်ရွံ့နေတဲ့အချိန်မှာပဲရေတိတ်ကြီးကအတန်နဲ့ကြီးနဲ့អော်လိုက်တယ်။မောင်ကန်မင်းပါလုံးကြီးကလည်းစီးလုံးနဲ့ပြစ်လိုက်တော့လေ။ အဲ့ဒီတော့မှမောင်ကန်သတိဝင်လာပြီးလက်ထဲကစီးလုံးနဲ့ပြစ်လိုက်တဲ့အခါတရဲတွေပျောက်သွားပါတယ်အဲ့ဒီတော့ဘလူးကြီးတွေထပ်ပေါ်လာပြန်တယ်။မောင်ကန်လည်းဒုတိယစီလုံးနဲ့ပြစ်လိုက်ပြန်ပါတယ်။ခဏအကြာမှာတော့ပါလဲရတဲ့အဝတ်တွေကိုဝေဆင်ထားတဲ့အမျိုးသမီးတွေရောက်လာတယ်။အဲ့ဒီအမျိုးသမီးတွေက မောင်ကန်ကိုမြှွေကြပြန်တယ်။မောင်ကန်လည်းသူ့ရဲ့မာယာကြော်ခွေးမှာတတိလွတ်မဲ့ဆဲဆဲလေးတတိကြီးမာထားတဲ့စကားကိုတတိရလိုက်တယ်။ ဒါအနောက်ရက်တွေပဲငါစိတ်ပင်သွားလို့မဖြစ်ဘူးအဲ့ဒီနောက်မောင်ကန်ကလက်ထဲကအင်းများနဲ့ပြစ်ပေါက်လိုက်ပါတယ်ဒီတော့မှသူတို့လည်းပျောက်ကွယ်သွားတယ်ဒီကစီးဝိုင်းထဲကမီးတွေလည်းငြိမ်သွားပြီးတော့ရတိကြီးကပြန်ထွက်လာပါတော့တယ်ဒီတော့မောင်ကန်ကိုသူ့ကျေးစီကြောင်းမို့လို့ဘာအတီလို့ရမယ့်ကိစ္စအောင်မြင်သွားသည်လို့ဆိုပါတယ်ဘာအတီလည်းလောကီကြီးစင်တွေအောင်မြင်ပေါက်မြောက်သွားပြီလူလေးကအလုံကိုရဲဆန်းတတိရှိတဲ့သူပဲကဲလူကလေးရဲ့အကျိုးစီးကိုဘာအတီဆက်တဲ့အနေနဲ့လူကလေးလိုရာစုတစုကိုတောင်းမိတော့တဲ့တကယ်ပြောတာနော်ဘာအတီတကယ်ပြောတာ ါလူကလေး၊ကိုင်းလူကလေးလိုရာစုတစုကိုတောင်းပြီးတော့ဒီတော့မောင်ကန်တယောက်အိမ်မှာကျန်ခဲ့တဲ့အမေဖြစ်သူကိုသတိရသွားတယ်။ตาရီအမေတို့ကအမေတခုသားတခုနော်။ตาပန်းရောင်းပြီးရင်အိမ်ကိုဆော့ဆော့ပြန်ခဲ့နော်။အမေစကားကိုမောင်ကန်ပြန်လဲကြားရောင်လာတယ်။แกบายเตจโนโกโลยาสุตองဆိုတော့လေတောင်းရတာပေါ့ဗျာ အင်္ဂါအမေကပိုင်ရောင်းပြီးရင်စောစောပြန်လာဖို့မှားလိုက်တယ်။ကျွန်တော်မြင်မြပြန်နေအောင်ဆွမ်းဆောင်ပေးနိုင်မယ်။တကိုးတိတ်ထိနဲ့ပြေဆုံးလာတဲ့လှန်ရင်မြန်တစ်ချောင်းလိုချင်ပါတယ်တဲ့။အဲ့ဒါကိုပေးသနာတော်မူပါပါသည်။ဒီတော့ဝိဆာဖြစ်သွားတဲ့ဘိုင်းတိကြီးကလည်းရှေ့အနာဂတ်ကိုကြုံမြင်နိုင်တဲ့ဉာဏ်နဲ့ကြည့်လိုက်တယ်။ငါပေးလိုက်တဲ့တကိုးတိတ်ထိနဲ့ပြီးတဲ့လှန်ရင်မြန်ကြောင့်ဒူးတငယ်ဟာဒုက္ခအကြီးကျယ်ရောက်မှာပါလား။ဒါပေမဲ့ငါကလေးအတိုင်းလှန်ရင်မြန်ကိုမပေးလို့လည်းမဖြစ်ဘူး။အင်းလေဖယ်တတ်နိုင်မှလဲတရဝါတစ်ခုကန်တစ်ခုပဲလीတပ်ပေတတာ ကာမတကားပေါ့တဲ့အဲ့ဒီနောက်မှာယတိကြီးကအတွေးစိတ်ကြောင့်တပ်ဖြင်းတစ်ချက်ချလိုက်မိပါတယ်။ကောင်းမီမောင်ပြန်လူကလေးတောင်းဆိုထားတဲ့အတိုင်းဘာယတိကလှန်ပြန်ကိုပေးပါမယ်။ဒါပေမဲ့လူကလေးကဘာယတိကိုဂရီတစ်ခုတော့ပေးနိုင်ရမယ်။အဲ့ဒါတော့မှဘာယတိကပေးနိုင်မယ်တဲ့။ ဘာဂရီများလဲဘာရဲ့တိကျွန်တော်ပြီးနိုင်ပါတယ်ယတနာသုံးပါးကိုထိပါစော်ကားမိရဲ့အလုပ်တွေကိုမလုပ်ပါဘူးလို့ဘာတိကိုဂရီပေးစမ်းကွယ်ဒီတော့အမောက်ကန်ကရဲပါတယ်ဟာဟာဒါလေးများဘာရဲ့တိရဲ့ကျွန်တော်မျိုးမောက်ကန်ကဖះမှာပန်းရောင်းနေတဲ့ကောင်မှာပြီးတော့အမေအိုကြီးကိုလည်းတမအာဇီဝါနဲ့လုတ်ကင်ကျွမ်းဝင်နေတဲ့သူဆိုတော့ဒါကကျွန်တော်အတွက်မခက်ပါဘူးတဲ့ ဆိတ်ချပါဖိုင်အတီကျွန်တော်မျိုးယန္တနာ၃ပါးကိုထိမဆော်ကားတဲ့အလုပ်တွေကိုမလုပ်ပါဘူးလို့ဘိုင်အတီကြီးကိုဂရိပေးပါတယ်။တာဒူးွယ်တာဒူးတာဒူးကဲရှိကိုတို့ပြီးတော့ဘိုင်အတီရှိမှလက်နှစ်ဖက်ဖြန့်ွယ်ပြော့ပြော့ဆူဆူနဲ့ဘိုင်အတီကလက်တစ်ချက်ဝေ့လိုက်တဲ့အလင်းရောင်တွေတောက်ပသွားပြီးတော့မောင်ကန်ရဲ့လက်ထဲမှာလက်တစ်ချောင်းရောက်နေတာကိုတွေ့လိုက်ရပါတယ်။ကဲလူကလေးဒါကတော့တကိုးတိတ်ထိနဲ့ပြီးပြည့်စုံတဲ့စကြဝဠာမင်းရဲ့အဆောင်အယောင်ဖရီလန်ပြန်မဲကွယ်ရန်သူအပေါင်းကိုတိုက်ခိုက်နိုင်တယ်လို့ဒီလန်ပြန်ကိုလည်းစီးနင်းပြီးတော့လူကလေးတွားလူရာကိုငတ် တကောင်လိုပြန်တန်းသွားလို့ရတယ်။ကျေးဇူးကြီးမားလှပါတယ်ဘိုင်ယတေကြီးအိမ်တစ်ခုတော့ထပ်မအောင်မယ်ယတနာသုံးပါးကိုထိပါစော်ကမြည်ရဲ့လုပ်တွေကိုမလုပ်ဘူးလို့ဘိုင်ယတေကိုပေးထားတဲ့ကတိကိုတီးပါစေကွယ်။ အဲ့ဒီလိုပြောပြီးတော့ရတိကြီးကပြောက်ွယ်သွားပါတယ်။ကဲလျံပြန်တော့ငါးလက်ထဲရောက်ပြီးဘလောက်ဆွမ်းမဆွမ်းစမ်းတက်ကြည့်အောင်မှာပဲ။မောင်ကန်ကအဲ့ဒီလိုတွေးလို့ကဲလျံပြန်ငါးကိုဟိုတောင်ထိပ်ပေါ်ကိုပို့ဆန်းမောင်ကန်တယောက်လျံပြန်စီးပြီးတော့တောင်ထိပ်ပေါ်ကိုရောက်သွားပါတယ်။ဟာတေဟုတ်ပါလားနေရာကြပြီးထပ်ဆန်းကြည့်အောင်မယ်။မြေအောက်ရှိုးပြီးအင်ကူပြန်ရမယ်လာလီရော့ဟဲ့။ မကန်တရားကိုလမ်းရင်ပြန်ရတာနဲ့ညောင်အောင်သိရသလိုအမျိုးမျိုးဆက်သက်နေမိတယ်။ညီအရှိုးပြီးတော့စမ်းကြည့်တယ်။ခဏကြာတော့ရင်ပြန်အစွမ်းနဲ့ကို့အိမ်ရှိရောက်ပြီးအထင်နဲ့မြေပေါ်ကိုတက်လိုက်တော့တရုတ်ပြည်ပြည်ရှင်ဦးတီမီရဲ့သမီးတော်စော်ကစားနေတဲ့ဥယျာဉ်လေးကိုရောက်ရှိသွားပါတော့တယ်။ဘရင်သမီးတော်လည်းမြေရောက်ကရုတ်တရက်ထွက်လာတဲ့မကန်ကိုမြင်တော့အလန့်တကြားအောင်မိတယ်။ ။နေရောက်ကထွက်လာတဲ့မောင်ကန်ကိုမြင်တဲ့အခါဘီရင်သမီးတော်ကမေးတယ်။အဲရှင်ကလူလားတရေလားမကြောက်ပါနဲ့ညီမတော်။မောင်ကြီးကလူသားစစ်စစ်ပါ။ဒါဖြစ်ရင်ရှင်ကမြေကြီးတွေကဘလို့ထွက်လာတာလဲ။ ဒါကဒီလိုပါနှမတော့အဲ့လိုဆိုပြီးတော့ဖြစ်ချောင်းကုံစင်မောင်ကန်ကရှင်းပြပါတော့တယ်။အဲ့ဒီနောက်မှာတော့မောင်ကန်ကဘရင်သမီးတော်ကိုမြင်မြင်ချင်းချိမိသွားတဲ့အတွက်ချုပ်ခင်းပန်လိုက်ပါတယ်။သူမကလည်းလက်ခံလိုက်တဲ့အတွက်ဘရင်သမီးတော်လေးနဲ့မောင်ကန်တို့ချစ်ကြိုက်သွားကြပါတယ်။အတူချုံပြောရရင်တော့မောင်ကန်ဟာဘရင်သမီးတော်လေးကိုလျှံရင်ပြန်ပေါ်ခိုးတင်ပြေးလို့ပေါင်းတင်နေထိုင်ခဲ့ပါတယ်တဲ့။ ီသတင်းကိုဘယင်ကြီးကြတော့အတော်ကိုစိတ်ဆိုးသွားတယ်။ဒါကြောင့်မောင်ကန်ကိုရှာဖွေဖမ်းဆီးလိုက်ပါတယ်။ဒီအခါသမီးတော်ကသူ့မှာမောင်ကန်နဲ့ရတဲ့ကိုဝင်ကရှိနေပြီဖြစ်တဲ့အကြောင်းခမေတော်ကိုငိုယိုပြီးတော့မှရှောက်ထားပါတော့တယ်။ကဲမောင်မင်းငါ့ရဲ့သမီးတော်ကိုအမှန်တကယ်ချစ်မြတ်နူရာလား။မှန်လားပါဖေရားတဲ့။မမတော်လေးကိုဗရမများရွှေကျုံမှာထားပြီးတော့အာဂရင်းနဲ့ငုံထားမတဲ့အေကန်စစ်စစ်ချစ်မြတ်လိုးလာပါတယ်။ အရှင်ဘုရားဒါဖြစ်ရင်ငါကိုရောမြတ်အမိန့်တော်ချမှတ်မယ်ကွယ်မှန်ပါဗျာမောင်မင်းဟာငါသမီးတော်ကိုအမှန်တကယ်မြတ်တာတန်ဝင်ရုံးမှရင်မောင်မင်းတို့တိုင်းပြည်မှာပူဇော်ထားရှိတဲ့ရွှေကုံထာပနာတိုက်ထဲကယန္တနာတွေကိုတွားရောက်ခိုးယူပြီးငါကိုဆက်တာစီအဲ့ဒီလိုဆက်တာနိုင်ရင်ငါကိုရောတိုင်းမောင်မင်းနဲ့သမီးတော်ကိုလက်ထပ်ထိမ်းများပြီးမယ်တဲ့ သို့မဟုတ်ရင်တော့မောင်မင်းကိုရာဇဝတ်သားအနေနဲ့တတ်မှတ်ပြီးသမီးတော်နဲ့မြီးတော်ကိုဒီတသက်မတွေ့ရတော့မှတ်ပြီးတော့ဒီစကားကိုဘယင်သမီးတော်ကြားတော့ခမည်းတော်ကသူတို့နှစ်ယောက်ကိုလက်မဆက်စေခြင်းလို့ဖျားထပနာရီယူခိုင်းတာဖြစ်တဲ့အကြောင်းဒါကြောင့်ဖျားထပနာကိုမပြစ်မတင်ကြောင်းဆိုပြီးတော့အမောင်ကန်ကိုပြောပါတယ်။အဲနမတော်လေးသတိပေးတာလည်းမှန်ပါတယ်။ဒါပေမဲ့မောင်တော်နမတော်လေးနဲ့မခွဲနိုင်ဘူး။ပြီးတော့မောင်တော်ရဲ့ရင်သွေးလေးနဲ့လည်းမဝေးနိုင်ဘူး။ဒါကြောင့်မောင်တော်ငယ်ရဲ့ကြီးကမှကြီးရောမင်းတရားကြီးမိန်မာတော်မူတဲ့အတိုင်းပဲဒီအရေး ကိုဆောင်ရွက်ရမှာပဲနှမတော့အဲ့ဒီနောက်တော့မောင်ကန်တယောက်လျှံရင်ပြန်ကိုစီးပြီးတော့ထွက်သွားပါတော့တယ် မတွေ့ရကြပြီဖြစ်တဲ့မိခင်စီကိုမောင်ကန်တရားအရှင်သွားလိုက်တယ်ရခင်ကသူ့လိုနေထိုင်တဲ့တဲအိုလေးကိုရောက်တော့မိခင်ကြီးဟာတားဖြစ်သူပြန်မလာတဲ့အတွက်လွမ်းနာကြပြီးတော့တည်ဆုံးနေတာကြာနေပြီဆိုတာကိုလည်းတိလိုက်ရပါတော့တယ်အမေဆုံးပြီအမေဆုံးတာငါကြောင့်ငါဟာအမေအိုကြီးတရားကိုဒီတိုင်းပြစ်ထားခဲ့တာငါတတော်မိုက်ပါလားမောင်ကန်တရားသူ့ကြောင့်မိခင်ကြီးတည်ဆုံးသွားတာတွေ့လို့သူ့ကိုယ်သူစိတ်နာသွားတယ်အဲ့ဒီနောက်တော့တရုတ်ပြည်မှာကြံခဲ့တဲ့ဇနီးနဲ့ရင်သွေးလေးရဲ့မျက်နှာကိုပြန်လည်မြင်အောင်လာပါတော့တယ်ငါဘဝမှာငါတိတ်ချစ်တဲ့အမေ ီကိုတော့အဆုံးရှုံးလိုက်ရပြီတရုတ်ပြည်မှာကြံခဲ့တဲ့ငါးဇနီးနဲ့သားလေးကိုတော့ငါထပ်ပြီးတော့အဆုံးရှုံးမခံနိုင်ဘူးဒီတော့တရုတ်ပြည်ပြည်ရှင်ဦးတီပွားကိုပေးထားတဲ့ခရီးကိုတော့ငါတီအောင်လုပ်ရမယ်အဲ့ဒီနောက်တော့ငန်မိုက်သားမောင်ကန်ကရွှေတကုံဖျားကိုရောက်လာပြီးမြေရှိုးလိုက်တဲ့အခါဌာပနာတိုက်ကိုရောက်ရှိသွားပါတော့တယ်ဌာပနာတိုက်တွင်တရားမင်းဖန်ဆင်းထားတဲ့သားဆက်ရေဆက်မီဆက်အလံဆက်တွေကိုပြန်ပြန်အစွဲနဲ့ကြော်လာနိုင်ခဲ့ပါတယ်။နောက်ဆုံးထပနာတော်တွေအတွင်း စံတော်မြတ်နဲ့အတူယတနာပစ္စည်းတွေကိုတွေ့လိုက်ရပါတယ်အဲ့ဒီလိုမျက်စိကျင်းမှုမတက်အယောင်တွေတစ်ဖြတ်ဖြတ်တောင့်နေတဲ့ယတနာပစ္စည်းတွေကိုပါလားဓာရီကိုယူပြီးပြည့်ရှင်မင်းဥတီဘွားကိုဆက်တာပြီးရနဲ့ငါးနေငါးသနီတာမရတို့တသက်လုံးရွှေလက်တွဲရတော့မယ်ဆိုပြီးကန်ကြာလာတယ်ကွာယတနာပစ္စည်းတွေကိုတွားယူလိုက်တော့မယ်ဌာပနာထားတဲ့ယတနာတွေကိုယူဖို့ခြေလန်းလိုက်တဲ့အခါဟမ်ငါးခြေထောက်တွေလုံးတော့မရတော့ပါလားသူ့ရဲ့ခြေထောက်အောက်ကိုငုံကြည့်လိုက်တော့ခြေထောက်တွေကကြောက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ် ဟင်းဘလို့ဖြစ်တာလဲငါးခြေောက်တွေကြောက်ရွံ့ဖြစ်ပါပြီကြောက်ရွံ့ဖြစ်ပါပြီတဖြည်းဖြည်းနဲ့ချင်းမျက်စိကနေဒူးကောင်းထိကြောက်သားတွေဖြစ်သွားပြီးတော့လှုပ်လို့မရတော့ပါဘူးတဲ့ဟာလှုပ်လို့မရတော့ဘူးအမလေးကဲကြပါအောင်ကဲကြပါအောင်မောင်ကန်တယောက်သူ့မှားသွားပြီဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့အတော်လေးနောက်ကျသွားပါတယ်တဖြည်းဖြည်းနဲ့သူ့ခါရင်ထိကြောက်ရွံ့ဖြစ်သွားပါတော့တယ်အဲ့ဒီအချိန်မှာ အဲမိုက်လာတဲ့လူကလေးရဲ့အတန်ကြားလာကိုကြည့်လိုက်တော့ဘာရဲ့တိကြီးကိုတွေ့လိုက်ရတယ်။မောင်ကန်လဲအတက်သွားတာပေါ့။ဟာဘာရဲ့တိကြီးပါလားဘာရဲ့တိကြီးကျွန်တော်ကိုကဲပါအောင်ကျွန်တော်မျိုးတကူလုံးကြောက်ရွံ့ဖြစ်ပြီးတော့တိပွဲဝင်ရပါတော့မယ်။ကဲပါအောင်ဘာရဲ့တိကြီးလို့ပြောပါတယ်။အော်အခုတော့လွန်သွားပြီလူကလေး။ဘာရဲ့တိလူကလေးကိုမကဲနိုင်တော့ဘူးကွ။ဒီလိုဖြစ်မှာကိုကြုံမြင်လို့လူကလေးစီကဘာရဲ့တိကယတနာသုံးပါးကိုမြေပြပြမားဖို့ဂတိတောင်းခဲ့တယ်လေ။လူကလေးကဘာရဲ့တိဂတိကိုဖောက်ဖြတ်တော့ကိုကျွန်းနေရပြီပေါ့တဲ့။ခွင်းလွတ်ပါဘာရဲ့တိကျွန်တော်မျိုးကို ကဲတင်မှာဘာရသည့်ကဲလူကလေးလူကလေးနောက်ဆုံးချိန်မှာဘာရသည့်ကုနေနာတခုပဲရှိရဲဒါကတော့တရဏကုံတိဆောက်ဖို့ပဲလူကလေးနေနဲ့လူကလေးအဖြစ်တွေအတွက်အမျက်စွာဖျားရှင်စီမှာတောင်းပင်ပြီးနောက်ဆုံးထွက်တက်မှာနှလုံးသွင်းကောင်းဖို့သာဆူတောင်းပေတော့တဲ့နောက်ဆုံးမှာတော့ဖျားဖြစ်ဆွေးတွေကိုပြမမိတဲ့အတွက်နောင်နာရနေတဲ့မောင်ကန်တယောက်ကြောက်ရွံ့ဖြစ်သွားပါတော့တယ်မောင်ကန်ရဲ့ကြောက်ရွံ့ထူကတော့ဟော်ရီရွှေတကုံဖျားရဲ့ထပနာတိုက်ထဲမှာရွှေတကုံဖျားကြီးတည်ရှိနေတဲ့၍ထပနာဖောက်မဲ့သူတွေအတွက်စံနမူနာပြအနေနဲ့တည်ရှိ နေမှာပါရွှေတဘုံဘုရားမြေအောက်လိုက်ကူတဲကမောင်ကန်ကြောက်ရွံ့ဟာဆိုရင်ယနေ့ထိတိုင်ရှိနေသေးဖြစ်ပါတယ် လော်ဂီတန်ရောစင်ကြီးကြောင့်မကြံကောင်းမကြံစီရာတွေကိုကြံစီလောက်ကန်ပြီးတဲ့မောင်ကန်ရဲ့တမိုင်းချောင်းကတော့ရွှေကုံဘုရားတမိုင်းမှာဒဏ္ဍာရီလိုလိုဗဇက်ရာဆိုရင်တခုအဖြစ်နဲ့ကြံရှိနေစေဖြစ်ပါကြောင်းတင်ဆက်လိုက်ရပါတယ်ရှင်။အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ရွှေကုံဘုရားတမိုင်းနဲ့မှာပါဝင်ခဲ့တဲ့အကြောင်းရုပ်ဖြစ်သွားတဲ့မောင်ကန်ရဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်ယတနာ၃ပါးရဲ့ဂုံကြီးစည်းကိုမမေ့ကြောရဖို့ဒီနေရာလေးကနေတိုက်တွန်းလိုက်ရပါတယ်လို့យေတာထားပါတယ်ရှင်။ မူရင်းရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါရရှင်။နားစီမိခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါရရှင်။